အပိုင်း958ရဲ့အဆောင်မှာတော့ Navy Raider Sky ရဲ့ဌာနချုပ်ကိုပြသထားပါတယ်။ဌာနချုပ်ထဲမှာတော့ဗိုလ်မှူးချုပ်ကတန်တရာကိုသွားနေခဲ့ကြပါတယ်။တဖက်မှာလည်းအာဂိုင်နုက Fuji Tora ကိုစစ်ဘီယံ9ဘောက်ကိုဖျက်သိမ်းခြင်းနဲ့ခမည်းရဲ့အိမ်မက်တွေအထမြောက်သွားပြီဆိုပြီးချိန်ပြီးဝမ်းသာနေရမလားဆိုပြီးမေးလိုက်ပါတယ်။နောက်ပြီးအဲ့ဒါကကျုပ်ရဲ့ဆန္ဒနဲ့ဆန့်ကျင်ဘက်ပဲဆိုပေမဲ့ကဘာအစိုးရခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကိုတော့ပြင်လို့မရဘူးလို့ဆိုကအာဂိုင်နုကပောက်ကွဲနေပါတယ်။ဒါကြတော့ Fuji Tourer ကတရားမျှတမှုဆိုတာတကယ်ရှိကြောင်းနဲ့ရာဇဝတ်သားတွေနဲ့ပေါင်းပြီးအမြဲထွက်ပြေးနေလို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။ ။နောက်ပြီးခမည်းကိုယ်တိုင်ကလည်းသူတို့ထဲကတရားမဖြစ်ခဲ့ဘူးတော့ခန်းစားချက်ကိုဘယ်လိုမှနားလည်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါအပြင်အားနေတဲ့သူတွေကိုပြစ်ပယ်ထားတဲ့စနေကြီးကအတော်လေးကိုဆိုးရွားရဲဆိုပြီးကြကြလက်ကြကိုပြန်ပြောနေခဲ့တာကြောင့်အာဂိုင်နုတယောက်ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်။စကားဆုံးမှာတော့ဖြူဂျီတူရာကအခုချိန်ကစပြီးစေပြင်းခုနှစ်ပါးဆိုတဲ့တမိုင်းကြောင်းကိုမေးပြလိုက်ဖို့ ਨੇ ရေတက်ရဲ့ SSG ကိုအပြေးဝယုံကြည်လိုက်ကြရအောင်ဆိုပြီးသူကပြောလိုက်ပါတယ်။အာဂိုင်နူကတော့အကျိုးဆက်တွေကကောင်းလားဆိုးလားဆိုတာမသိရသေးပေမဲ့လက်ရှိမှာတော့ဘေးမောင်းနဲ့ဂိုင်တို့ကပူးပေါင်းသွားကြပြီဆိုပြီးပြန်ပြောလိုက်ပါတယ်။ ဒါကြောင့်ဖြူဂျီတိုရာလည်းအံ့ဩသွားခဲ့ပါတယ်။အာဂိုင်နူကဖြူဂျီတိုရာကိုအခုချိန်မှာသူတို့အနေနဲ့ဘလောက်ပဲလှုပ်ရှုပ်ရှုပ်အန်နီယယ်ရှိတဲ့အခြေအနေကြီးကမျက်စိတည်းတည်းရှိကိုရောက်ရှိနေပြီဖြစ်တာကြောင့်မပေါ်ဆနဲ့ဆိုပြီးတတိပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဘုံမူကျောက်တချို့ကဆေးပြင်းခုနှစ်ယောက်ပူးပေါင်းသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်။ဒါပေမဲ့ကျတော့စံကိုကူကသူ့အနေနဲ့ဘင်မောင်းနဲ့ဂိုက်တို့တို့ပူးပေါင်းသွားတဲ့ကိစ္စကိုလုံးဝမထင်ထားမိဘူးဆိုပြီးထားပြောပါတယ်။တပ်သားတချို့ကတော့စံကိုကူကိုရော်ဘာရီဆိုသူတွေကဘာရီလဲလို့မေးမြန်းနေကြတာပါ။ ဒါကြောင့်ဆန်ဂိုကူကလည်းရောဘာရစ်ဒီရဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။တကယ်တော့ရောဘာရစ်ဆိုသူတွေကဖူးလက်ကျုံပေါ်မှာနေထိုင်ကြတဲ့ဓမြလူမျိုးတစုဖြစ်ပြီးပတ်စံရဖို့တခုတည်းအတွက်နဲ့ပြိုင်မကင်းရာဇဝတ်သားတွေကိုစုစည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဘလောက်ထိကျန်တဲ့တဲ့ဆိုရင်သူတို့ကိုပိုင်ဒီမောမှာတော့မှအဖွဲ့သားချင်းချင်းအပြန်အလှန်တီကြတဲ့အထိတိုက်ခိုက်တဲ့တဲ့တွေကိုလည်းအခုချိန်ထိဂိုင်ဆွဲထားကြတော့မယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီထဲမှာမှပထမအဆုံးမျိုးဆက်အနေနဲ့ကပတိန်ရော့ဝှိုက်ဘီယာ ဘင်မောင်းနဲ့ဂိုက်တို့အဲ့ဒီလျောက်ကအရင်တုန်းကဆိုရင်ဒေမော်ရစီရဲ့ရွယ်လွင်ခဲ့ကြတဲ့တွေဖြစ်ကြောင်းသူကပြောပြလိုက်ပါတယ်။နောက်ပြီးတော့သူတို့တွေကရဲဘော်ရဲဘက်တွေလို့လည်းဆိုပါတယ်။ဒီနေ့မှာတော့ကပ်တိန်ရော့ကသူ့ရဲ့အင်အားကြီးမားကြောင်းကိုပြသဖို့အတွက်ကမ္ဘာအစိုးရကိုစိန်ခေါ်ခဲ့ပြီးအစိုးရဘက်ကလည်းဖြစ်ပျက်သမျှသတင်းကုန်တော့ကိုလိုက်လံအမောင်းချထားခဲ့တာကြောင့်အခြေအနေတွေအားလုံးကလိုအပ်တာထပ်ပို့ပြီးရှုပ်ထွေးသွားခဲ့ကြတယ်လို့ဆိုပါတယ်။ ။နောက်ပြီးလွန်ခဲ့တဲ့38ရက်က Gobelli မှာဖြစ်ပျက်ခဲ့တဲ့ robbery တွေနဲ့စစ်ပွဲမှာဆိုရင်ရေတပ်သားတော်တော်များများနဲ့ဗိုလ်ချုပ်ခေါင်းဆောင်တော်တော်များများကိုပါဆုံးရှုံးလိုက်ရကြောင်းသူကရှင်းပြပါရီ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီနေတုန်းက gap ရောက်ရှိလာခဲ့ကဘယ်သူမှမတားဆီးနိုင်မှုဆိုတဲ့မကောင်းဆိုးဝါးတကောင်ကိုအမြင့်ဖြတ်တုတ်တင်နိုင်ခဲ့တယ်လို့သူကပြောလိုက်ပါရီ။ဒီလိုနဲ့အဲဒီနေ့ကစပြီး gap ကလူရည်ရဲ့ပစက်ဖြားမှာရေတက်ရဲ့သမိုင်းဝင်သူရဲကောင်းကြီးဆိုပြီးပြောစမရတွင်သွားလောက်တဲ့အထိနာမည်ကြီးလာခဲ့တာလို့ဆိုပါရီ။ ဒါကိုကြတော့တပ်သားတယောက်ကဒါဆိုရင်တကယ်ပဲဂပ်ငငယ်တုန်းကနတ်ဖျားတယောက်လိုတမ်းမာခဲ့တယ်ဆိုတဲ့ကောလာဟာလာကတကယ်ပဲပေါ်လို့ထားပြောလိုက်ပါရီသူ့အနေနဲ့ဂပ်ပြည့်သူရဲကောင်းပုံမြင်များစွာကိုကြားပူခဲ့ပေမဲ့အခုလိုမျိုးကြီးကြီးကြီးမားမားသမိုင်းကြောင်းကြီးတစ်ခုကိုမသိခဲ့ဘူးလို့ပြောလိုက်ပါရီနောက်တစ်ခါမှတော့ gap ကဘင်မောင်းနဲ့ kaitu တို့ပူးပေါင်းသွားပြီဆိုတဲ့တဲ့ရင်ကိုကြည့်ရင်အန်တကြိတ်ကြိတ်ဖြစ်နေခဲ့ပါရီစံကိုကူကသူ့တပည့်တွေကိုသူ့အနေနဲ့ gap နဲ့ပတ်သက်တဲ့သမိုင်းကြောင်းတစ်ခုကိုဘ ഹു သူတအနေနဲ့မျှဝေပေးမယ်လို့ဆိုပါရီ နောက်ပြီးအခုပြောပြမယ့်အကြောင်းအရာကနိုင်ငံတကာသတင်းစာတွေမှာလည်းဖော်ပြထားခြင်းမရှိတဲ့အပြင် Gap ကိုယ်တိုင်တော့မှမပြောပြချင်တဲ့လေဝါချက်တွေကတခုပဲလို့ပြောပြလိုက်ပါရီအကြောင်းကတော့ Gap ကပင်လယ်ဓားများတယောက်နဲ့တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးအကျိုးဆက်ရတဲ့အနေနဲ့ Celestial Dragon မျိုးနွယ်ကိုကယ်တင်ပေးခဲ့တယ်လို့ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်လို့ဆိုပါရီပုံမှန်တိုင်းဆိုရင်တော့ရေတပ်သားတွေရဲ့တာဝန်က Celestial Dragon မျိုးနွယ်စုတွေကိုကာကွယ်ပေးရမှာဖြစ်ပေမဲ့ ် gap ကတော့အဲ့လိုမဖြစ်ချင်ခဲ့ပါဘူး။နောက်ပြီးကဘာကြီးဘော့ကိုမြင်တဲ့ gap ရဲ့အမြင်ကတခြားရေတပ်ဗိုလ်ချုပ်တွေနဲ့ရှင်လိုက်မယ်ဆိုရင်တော်တော်လေးကိုကွာဟနိုင်ခဲ့တယ်လို့ဆိုပါရည်။ဒါကြောင့်မေ gap က admiralia ကိုညင်းဆန်ခဲ့ပြီးသူရဲ့ကြော်ကြားမှုကိုအသုံးချရင်း celestial dragon နဲ့မပူးပေါင်းမိအောင်အခုချိန်ထိပုံကိုယ်ရေးဆန်းဆန်းစန့်ကျင်နေကြတာဖြစ်ကြောင်းရှင်းပြလိုက်ပါရည်။ဒီနေ့မှာတော့ raw pirate တွေကိုအနိုင်ယူရင်းမထင်မှတ်ဖဲ roger ရုပ်ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးတိုက်ပွဲတူတူတိုက်ရလောက်တဲ့အထိခင်းမင်းရင်းနှီးသွားခဲ့တယ်လို့ရှင်းပြလိုက်ပါရည်။အဲဒီချိန်မှာတော့ရေတပ်သားတို့လည်းပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါရည်။ နောက်ပြီးကောဘယ်လီမှာဘလူတန်မိုးရှိတဲ့ရာမျိုးတွေရှိနေတာမို့လို့နာမည်ကြီးတော်တော်များများတွင်းဆောင်စီလောက်တဲ့အထိတိုက်ဆိုင်မှုတချို့ဖြစ်ပေါ်စေခဲ့တာလဲဆိုပြီးမင်းနေခဲ့ပါတယ်ဒါကိုကြတော့ဆန်ကိုကူကသူ့အနေနဲ့အကြောင်းအရာတချို့ကိုစောင်းစောင်းလင်းလင်းပြောပြခြင်းမိမယ်။တိုက်ပွဲပြီးကလေးကဂောဘယ်လီဆိုတဲ့ဂျွန်းစုအနေနဲ့လည်းဘဲကိုပြောက်သွားမှန်းအောင်သူကိုယ်တိုင်မသိရဘူးဆိုပြီးပြန်ပြောလိုက်ပါရီ။အဲဒီနောက်မှာတော့သူကရိုဂျာရဲ့အကြောင်းကိုထပ်မံရှင်းပြခဲ့ပါရီ။အဲဒီတော့ကရိုဂျာလိုမျိုးတမျှမျိုးကိုတော့မှအခက်အခဲတွေ့စီခဲ့တဲ့ပြိုင်မတ်တူရှိခဲ့ဘူးလို့ဆိုပါရီ။ ူရဲ့နာမည်ကတော့ Rock D Zibak လို့အမည်အကြောင်းပြောပြပြီးဒီဘားရဲ့မျိုးနွယ်စုဖြစ်တဲ့အလျောက်ရေတက်ကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့တဲ့သူတဲမှာအပါအဝင်လို့သူကပြောပြလိုက်ပါတယ်။အဲဒီနောက်မှာတော့သူက brand new ကိုလက်ရှိပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အခြေအနေအကြောင်းအရာချို့ကိုအစီရင်ခံခိုင်းခဲ့ပါတယ်။ဒါကြောင့် brand new ကလည်းအစီရင်ခံစာကိုတင်ပြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့လွန်ခဲ့တဲ့နှစ်နှစ်က Inbay ထောင်းကိုဖောက်ဝင်ခဲ့တဲ့ Black Bear Pirate ဖွဲ့ဝင်နေတဲ့အစားပြုမှာဖြစ်ပြီးသူရဲ့နာမည်ကတော့ Marshall D. Teach ဖြစ်ပြီးဒုတိယတစ်ယောက်အနေနဲ့ကတော့ ပင်လယ်ပြင်အေဂရစ်တစ်ပါးဖြစ်တတ်မှတ်ခံထားရတာ၆နှစ်ရှိပြီဖြစ်တဲ့ရဟဲတမြကောင်းဆောင်ရှန့်နဲ့တတိယမြောက်တယောက်အနေနဲ့အားလုံးသိကြတဲ့ဘင်မမအပါအဝင်နောက်ဆုံးတယောက်အနေနဲ့ Beast Parade ရဲ့ကောင်းဆောင် Guido ဖြစ်ကြောင်းကြေညာလိုက်ပါရီအခုဆိုရင်ကပောက်ဆိုးရရဲ့ချမှတ်လိုက်တဲ့အမိန်ကြောင့် Empire လျော့သွားထားကြလာမယ်ဆိုရင်ဒါစီဖို့အတွက်စီပင်ခုနှစ်ပါးကိုရေတက်ကဆင့်ခေါ်လို့ရတော့မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြလိုက်ချိန်မှာတော့ရေတက်သားတွေအားလုံးလည်းစိတ်ဓာတ်ကြဆင်းသွားခဲ့ပါရီ အဲ့ဒီအချိန်အစည်းအဝေးခန်းထဲကိုအာဂိုင်နုကရောက်ရှိလာခဲ့ပြီးဝါနုကိစ္စကိုခနာမိထားဖို့နဲ့လက်ရှိလုပ်ဆောင်ရှိတဲ့ကိစ္စတွေကိုသာလှုံ့ဆော်မှုအတွက်တတိပေးနေခဲ့ပါရီဒါပေမဲ့ဆန်ကိုကူကတော့သူ့အနေနဲ့ဒီကိစ္စတွေမှာမပါဝင်ခြင်းကြောင့်လည်းဂယုမဆိုင်တယ်လို့ပုံစံနဲ့ပြန်ပြောလိုက်ချိန်မှာတော့အာဂိုင်နုလည်းစွန့်အားသွားခဲ့ပါရီနောက်ပြီးကဘာပေါ်မှာကြော်ကြားလာသမျှပင်နယ်များတွေအကုန်လုံးကဝါနုတိုင်းမီနဲ့ဆက်ဆက်နေတာကလည်းဒါကိုကြည့်ချင်းအဖြစ်ဒါကတိုက်ဆိုင်မှုတစ်ခုထပ်ပိုးနေပြီလို့ဆိုကအခန်းထဲကထွက်သွားခဲ့ပါရီနောက်တစ်ခါမှာတော့ပင်လယ်ပင်ကုန်းကြီးချီနေတဲ့ရောဂျာကိုပြသထားတာက ဇလန်နီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီအပိုင်း959ရဲ့အဆောက်မှာတော့လွန်ခဲ့တဲ့25နှစ်တုန်းကအခြေအနေတစ်ခုကိုပြသထားခဲ့ပါရီဒီမော်တစ်ခုအပေါ်မှာတော့ဓမြတချို့ကိုတွေးမြင်ရမှာဖြစ်ပြီးသူတို့ကတောက်စားပြော်ပါနေခဲ့ကြတာပါအဲ့ဒီအချိန်ခေါင်းဆောင်ဖြစ်သူရောဂျာကရောက်ရှိလာပြီးပျော်သလားဟင်းငေါကောင်နေလို့မေးလိုက်တာကြောင့်ဓမြတွေကလည်းပျော်တယ်လို့ပြန်ဖြေခဲ့ကြပါရီအိုရန်ကတော့သူ့အနေနဲ့ရောဂျာနဲ့တူလိုက်လာခဲ့ရတာကိုအတော်လေးပျော်ရွှင်မိသလိုဂျေဇူးတင်မိတယ်ဆိုပြီးလမ်းပြောပါရီဒါကိုကြတော့ရောဂျာကဂျေဇူးတင်ရမှာသူတို့ဖြစ်ကြောင်းနဲ့ တယောက်ကတော့ရောဂျာကိုရမ်းမတောက်နဲ့ဆိုပြီးမှာနေခဲ့တာပါဒါကိုဒေါသထွက်သွားတဲ့ရောဂျာကမင်းတို့မျိုးအမှုသမားဆရာဝန်စီကနေဆုံးမစကားတွေမကြားချင်ဘူးဆိုပြီးရန်တွေ့နေခဲ့ပါတယ်အဲဒီနောက်မှာတော့နှစ်ယောက်သားစကားထားများကြကုန်ပြီးတယောက်နဲ့တယောက်ထိုးကြိတ်ကုန်မှာတော့တယ်နောက်တစ်ခါမှတော့ပင်လယ်ကြီးကိုငေးကြည့်နေကြတယ်အိုရန်နဲ့ရေးလီကိုတွေ့ရမှာဖြစ်ပြီးအိုရန်ကပြန်သွားရမယ်ဆိုတဲ့စကားလုံးကိုရေးရွလိုက်ပါတယ်ဒါကိုကြတော့ရေလီကဝါနိုတိုင်းမီကိုဆိုလိုချင်တာလားလို့ဆိုပြီးပြန်မိလိုက်တာကြောင့်အိုရန်ကခေါင်းငိမ့်ပြလိုက်ရင်အရေးကြီးလို့ဆရာချိုကျန်းနေသေးတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ် ရဲလီကအိုရန်ကိုသူတို့အနေနဲ့ကူညီနိုင်မဲ့ကိစ္စတစ်ခုကိုရှိရင်ပုံမွင့်လင်းလင်းပြောဆိုလို့ရတယ်လို့ဆိုလိုက်ပါရီအဲ့ဒီချိန်ဘက်ကီရောက်ရှိလာခဲ့ပြီးသူလည်းကူညီနိုင်ပါတယ်ဆိုပြီးဝင်ပြောလိုက်ပါရီရှန်ကတော့မင်းအနေထားနဲ့သူများကိုကူညီဖို့အနေနဲ့သာသာကိုကိုရိုင်းတော်အသက်ရှင်အောင်ကြိုးစားပြီးရုန်းကန်လိုက်ဆမ်းမအောင်လို့ပြောလိုက်တာကြောင့်ဘက်ကီတယောက်ဒေါသထွက်သွားခဲ့ပါရီအိုရန်ကတော့ဘလို့ပဲဖြစ်ဖြစ်ကူညီခြင်းသိရှိတဲ့ကလေးတစ်ယောက်ကိုသူ့အနေနဲ့ကျေးဇူးတင်မိတယ်ဆိုပြီးပြန်ပြောလိုက်ပါရီ အဲဒီနောက်မှာတော့သူကပြင်လဲပြင်ဘက်ကိုငေးကြည့်ရင်ဒီကိစ္စကသူတို့ကိုဇူကီမိသားစုနဲ့သက်ဆိုင်တာမို့ဘသူ့ကိုမှဝေမပါစေခြင်းမူဆိုပြီးသူကပြောနေခဲ့ပါတယ်။ဒါအပြင်သူ့အနေနဲ့ဒီခီးစဉ်တစ်ချောင်းလုံးမှာတင်ယူစရာတွေအများကြီးကိုလည်းတင်ယူခဲ့ပြီးပြီဖြစ်တာကြောင့်ဒိုင်းမီရဲ့မှာကြံခဲ့တဲ့သူ့ရဲ့လူတွေနဲ့ပေါင်းပြီးဝါနိုဒိုင်းမီကိုပြင်ပါလောကနဲ့ပြန်လဲဆက်သွယ်ခွင့်ရရှိအောင်ကြိုးစားမယ်ဆိုပြီးကြွေးကြော်လိုက်ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လာခဲ့လိုက်တာ25နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီးလရှိချိန်မှာတော့အိုရိုချီကကြွေးကြနေတဲ့မိဘတိရွက်ချောက်တွေကိုကြည့်ရင်ဇာတော့ပွဲကြီးချင်းပါရတော့မှဖြစ်တဲ့အတွက်အရန်ကိုပျော်ရွှင်နေခဲ့ပါတယ်။ တယောက်ကတော့ guide တို့ဘောမတွေ့ခင်အချိန်ထိအရမတောက်ဖို့အတွက်ဓာနေခဲ့ပေမဲ့ Orochi ကတော့ဂယူးမဆိုင်ခဲ့ပါဘူး။ဒါအပြင်တနေ့မှတစ်ခါဆင်နွှဲရတယ်လူပေါင်း3000ကျော်လောက်ပါဝင်တဲ့စားတောက်ပွဲကြီးဖြစ်တာကြောင့်အကုန်လှုပ်ပြီးပျော်ရွှင်လိုက်ကြစို့လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့ဘန်းမြူရော်ရဲ့မိဘုံပွဲတော့ညာကြီးကိုတွေ့မြင်ရမှာဖြစ်ပြီးတမျိုးလုံးမှရှိတဲ့ကလေးအစလူကြီးအောင်ပျော်ရွှင်နေခဲ့ကြပါတယ်။ Cherry Bunny တဖြုတ်ဖြုတ်ကျွေနေတဲ့အပြင်ပဝင်းညင်တစ်ခုလုံးကလည်းအလွန်ကိုစီကားနေခဲ့တာပါ။ ။လူငယ်အချို့ကတော့ရက်ဆိုင်ထဲမှာ sorry ခေါ်ထိုင်ပြီးတာယာနေကြသလိုအချို့ကလည်းမိသားစုလိုက်ဈေးဝယ်ထွက်ပြီးလမ်းလျှောက်ထွက်ကြရင်းနဲ့ညရဲ့လာပေါကိုအပြေးဝခံစားနေကြပါရဲ့။အဲ့ဒီအချိန်တစ်ဖက်မှာလည်းချိန်ထားတဲ့နေရာကိုရောက်ရှိနေပြီဖြစ်တဲ့ကင်းရမုန်တို့အုပ်စုကိုတွေ့ရမှာဖြစ်ပြီးပင်နယ်ပြင်မှာလည်းမုန်တိုင်းကထန်နေခဲ့ပါရဲ့။ရိုက်ဇိုကတော့အခုချိန်ထိချိန်ထားတဲ့နေရာကိုဘယ်သူမှရောက်မလာသေးတဲ့အတွက်စိုးရိမ်နေခဲ့သလိုခေါဝါမတ်စုကလည်းဒီစိတ်ကန်းကတိုက်ခိုက်ခံရတဲ့ပုံပေါ်တယ်ဆိုပြီးပြောနေခဲ့ပါတယ်။ ကင်းအမုံကတော့လက်ထဲကစာရွက်ကိုကြည်ကြည်ပအောင်ဆုပ်ကိုင်ရင်လမ်းခွဲသွားကြတာတရားမပြည့်သေးခင်မှာရင်ဘာတွေဖြစ်ကုန်ပြီလဲဆိုပြီးစိတ်တက်ကြသွားပါရီအဲ့နောက်မှာတော့သူကဆက်သွယ်ခီယူကနေတဆင်လူဖီနဲ့လောရိုကိုယူကြောင်ကြောင်စကားအချို့ကိုလမ်းပြောနေခဲ့ပါရီသူတို့အနေနဲ့လွန်ခဲ့တဲ့20ကျော်အချိန်ကိုခုန်ကူးပြီးလက်ရှိအချိန်ကိုရောက်ရှိလာရင်ခေါင်းဆောင်ဖြစ်သူရဲ့သွေးကြီးကိုဆက်ဖို့ကြံစီထားပေမဲ့ရန်သူက3000လောက်ဖြစ်နေတာကြောင့်အခုညီတို့ရဲ့လို့ပြောလိုက်ပါရီကင်းအမုံကသူ့ရဲ့အဟိတန်ကြောင့်အဖွဲသားချို့ကလည်းစိတ်ထိခိုက်ခဲ့ရပါရီ အာရှရာကကင်းရံမုံကိုရှေ့မှာရှိတဲ့ကောင်းကင်နယ်ပင်လယ်ကိုကြီးခိုင်းလိုက်ပြီးငါတို့အားလုံးနောက်ထပ်တစ်ခေါက်အဆိုးမြင့်ခံလာရပြီဆိုပြီးပြောနေခဲ့ပါတယ်။ဂန်ဂျူရောကတော့အဲ့လိုမပြောဘူးနဲ့ချင်းဆူထားတဲ့သူတွေလည်းအကြောင်းတစ်ခုခုကြောင့်နောက်ကျနေမှာပါဆိုပြီးအယံမဆိုးရင်ပို့အတွက်မှာနေခဲ့တာပါ။ဒါပေမဲ့စိတ်သက်ပိုင်းဆိုင်ရာစိတ်ထိခိုက်လို့နေပြီဖြစ်တဲ့ကင်းရံမုံအတွက်တော့အဖွေသားရည်ရဲ့နေတဲ့စကားတွေကပန်းနေပေါက်တယ်လို့ဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကအစ်စ်ပွဲမဆခင်လွန်ခဲ့တဲ့နှစ်ရက်ကအချိန်တွေတစ်ခုကိုပြန်လည်တွေးတောနေပါတယ်။ အဲဒီတော့ကကင်းရမွန်တယောက်စစ်ပွဲဆင်နွှဲဖို့အတွက်စစ်တင်ရ2200ရရှိလာခဲ့တာကြောင့်အရန်ကိုပျော်ရွှင်နေခဲ့တာပါတဖက်မှာလည်းဥဆုနဲ့ဖရန်ကီကမိနီကိုအားပေးစကားပြောနေခဲ့ပြီးနောက်နေ့နေ့ရင် Animal Kingdom ကောက်ကောင်တွေကိုဖင်ပိတ်ခံလိုက်ကြရအောင်ဆိုပြီးရွေးချော်နေခဲ့ကြတာဖြစ်ပါတယ်ဥရောမိုင်းနင်းစကန်နဲ့မှာလေးထောင်သားတချို့ကိုယူဂရိုကဦးစီးပြီးလက်နက်ချို့ကိုပြင်ဆင်ခိုင်းနေပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့နေမီတီတီမှာရှိတဲ့ခေါင်းဆောင်တွေကအိုနီကာရှီမာကိုတွားရောက်မဲ့လမ်းတစ်လျှောက်ဆက်သွယ်မှုကပြတ်တောက်နေမှာဖြစ်တာကြောင့်အားလုံးကိုသတိနဲ့နေဖို့အတွက်မှာနေပါတယ် နောက်တစ်ခါမှာတော့လူဖီ၊ဘရုတ်နဲ့ချော့ပါတို့၃ယောက်ကဟိယက်ဆုတဲဆောင်လာတဲ့ဆာမူရိုင်းဝိစုံတွေကိုကြည့်ကအရန်သဘောကျနေခဲ့တာပါ။ဒါအပြင်သူတို့ကရှိုးကန်ထာရီဖမ်းပြီးဂိုက်ဒိုဆရက်ကောင်ကိုအသေးဖုံးမယ်ဆိုပြီးကြွေးကြော်ရင်းစော်ကစားနေခဲ့ကြပါလိမ့်။ဒါဝန်မြင်တော့ကေရိုနဲ့ရော်ဘင်ကအခုချိန်ထိကလေးစိမ်းမပြောက်သေးတဲ့သူတို့ရဲ့ခေါင်းဆောင်ကချစ်စရာလေးပဲဆိုပြီးပြောနေခဲ့ပါလိမ့်။တစ်ဖက်မှာလည်းစန်ဂျီကဆိုလိုကိုမင်းရောဘာလို့အဲ့လိုမွေးတာလဲဆိုပြီးသွားရန်စားပါလိမ့်။ဒါကြောင့်ဒေါသထွက်သွားတဲ့ဆိုလိုကအမ်မာကိုသုံးပြီးတောင်ဆောင်တစ်ခုလုံးကိုခုတ်ချပစ်လိုက်ကတယောက်နဲ့တယောက်ခေါင်းချင်းဆိုင်ပြီးရန်ဖြစ်ကုန်ကြပါတော့တယ်။ နောက်တစ်ခါမှာတော့သူတို့အားလုံးကဝါနူတိုင်းပြည်ရဲ့ယာတိဥရုကတန်နီယာနဲ့တန်နီယာမတူညီကြောင်းကိုပြောဆိုနေပါတယ်။ရှီရှီလီယန်ကတော့အခုလိုမျိုးသူတို့တွေအနေနဲ့မင်းနေအတွက်ယာတိဥရုကအရေးမပါပါဘူး။ထိုက်ခိုက်မဲ့ညာကလာပြင်းညာဖြစ်မှရမယ်လို့ဆိုပါတယ်။ဒါကိုကြတော့နာမီကတကယ်လို့မင်းနေအကောင်လုံးဂဲရော့လိုစူလောင်းပုံစံသာပြောင်းသွားမယ်ဆိုရင်အတော်လေးကိုအကူအညီရမှာဆိုပြီးဝင်ပြောပါတယ်။အဲ့ဒီအချိန်လူဖီကသူ့အနေနဲ့ဂျမ်းမေးမရောက်ရှိလာတဲ့အပေါ်မှာဆွေးရင်စိတ်တွေဖြစ်မိကြောင်းနဲ့သူသားပင်မောင်းမှုကိုမတားဆီးပေးခဲ့ရင်ငါတို့ကောင်တွေအကောင်လုံးအခုလိုမျိုးအခြေအနေနဲ့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။နောက်တစ်ခါမှတော့ ရွာသားတွေနဲ့ကွိုင်တက်နေတဲ့ဟိုဒမ်ကိုအိုဆူရူကအာယုံလွဲပြီးဖို့အတွက်စူးစမ်းနေပါတယ်။ဒါပေမဲ့သူတို့ကိုကာဝေးဖို့စူးစမ်းနေတဲ့အိုဆူရူကိုရွာသားချို့ကမနစ်နာစေချင်တာကြောင့်အခုလိုမျိုးမလုပ်ဖို့အတွက်ဝိုင်းတာနေကြတာပါ။တဖက်မှာလည်းအိုနီဂါရှူမာကိုတယောက်တည်းထွက်သွားဖို့ကြံစီနေတဲ့ကင်းရမွန်ကိုရှီနိုဘူကသူတို့အနေနဲ့အရေးနိုင်မှုရာဂိုင်းတော့အရန်များနေတာကြောင့်အခုလိုမလုပ်ဖို့အတွက်တောင်းဆိုနေပါတယ်။အဲ့ဒီအချိန်အိုရိုချီကမိမလာတချို့နဲ့ပြောပါနေခဲ့တာဇလန်နီကလည်းဒီမာရီမဲပြီးဆုံးသွားခဲ့ပြန်ပါလေ။